ီးကဲလေငါရွေးယူနေငါအောက်လက်ငယ်သားကြီးလေဒီဘက်လေတော့ကိုလေးပြစင်းမှုတောင်းဝင်ထားတော့မယ်မလားအကောင်လေး60 60တကားလေးကြိုက်ပြီးလိုက်ခေကာရပေါ်သားလေးပါလေးဆွဲမနေတော့တက်မလို့ကဝေဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့စစ်သားတယောက်ကိုတက်မလို့လေးဝင်ပေ60 60ပေါ်ရင်ပေ30 40တက်ကွက်ပေးမယ်လို့တိုင်းတိုင်းဒီဒီကိုပြောလိုက်ကျွန်တော်ရဲ့အကြိုက်ဆုံးအဲ့တော့ပြောပါဆိုရင်ဒီကောင်ကလေးအားရတယ်လို့ တို့လူတိုင်းလုပ်မရဘူးထားလာထားလိုက်တော့မီးလည်းမပေးတဲ့တော့နိုင်ငံလုံးဒီတိုင်းရောအမောင်းလာထားလိုက်နာအေးလေဘလောက်ကြီးပြည်သူရှေ့ရနေရက်တီပြီးပြောပြောလီးလိုက်တာလားတော့တာဘာသမသားသမီးကြီးအဝင်တန်းနေတယ်လားလာဝကပဲဖြစ်ဖြစ်ကားရတာပဲဖြစ်ဖြစ်စီးပင်ပဲဖြစ်ဖြစ်အဲ့ဒီပြည်သူလူတွေအကုန်လုံးချိန်တာချိန်ရှုပ်တယ်ကျော်လည်းပြည်သူဘက်မှာမနေတော့ဘူးဒီပစ္စည်းမှာဘယ်အတိအကျရှိတယ်ဒါကြောင့်မလို့တက်မတော်မှာရှိတဲ့လူတွေကလည်းလောက်တာစားမြေတွေရောင်းတာရောင်းတော့ဆယ်တန်းกว่าကတည်းကလုံးထိုင်ပြောမယ် ုံလို့စေ EBC ကိုကျွန်တော်ပြော EBC မှာဖရေဒီကြီးရှိတယ်ဘလို့ဖရေဒီကြီးလေလို့ကျွန်တော်ပြောရမယ်ဆိုရင် EBC ကမမငငလည်းမတင်ပြရဲဘူးတို့ရောချမယ်နိုင်ငံရေးဖြစ်စဉ်ကြောင်းမှာ ဘယ်နေရာဘယ်မိကဝတ်ကြောင်မှာဘယ်နေရာမှာဘာဖြစ်လို့ပါညာဖြစ်လို့ပါအဲ့ဒါတွေကတော့နိုင်ငံတော်အစ်စ်နေနဲ့သူတို့ဟာဒီပတ်ပိုင်ခွင့်ရှိတဲ့လူတွေလေတကယ်တမ်းအခြေခံမိသားစုအပေါ်မှာတွေ့ရမှာတခုရှိတယ် ။ကနိုင်ငံတော်ကြီးကဲ့တော့စဉ်းစားလို့ရအောင်ကျွန်တော်ပြပတ်တာကျွန်တော်ပြီးစီစီရိုင်းလည်းကျွန်တော်ပြောအောင်ပါ။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့စစ်ကောင်းဆောင်တွေကိုတဲဆော်လိုက်တဲ့အာကြီးရုတ်တန်နဲ့အတူနိုင်ငံတော်စစ်ရေးပြင်းထန်ချိန်နေပြည်တော်မှာငင်းကြဲရေးဆွေးနွေးပွဲလုပ်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီတပ်ကနိုင်ငံတော်တိုက်ခိုက်မှုတွေလုပ်နေတဲ့တချိန်တည်းမှာပဲနေပြည်တော်မှာငင်းကြဲရေးဆွေးနွေးပွဲတရက်ကျင်းပနေပါတယ် ဒီဆွေးနွေးပွဲကိုမတ်24ရက်ကနေ26ရက်အထိ3ရက်ကြာပြုလုပ်မှာဖြစ်ပြီးစစ်ကောင်စီရဲ့ဆွေးနွေးဖက်တိုင်းရင်းသားလက်နက်ကိုင်တချို့ပြင်နိုင်ငံရေးပါတီတွေတက်ရောက်ပါတယ်နိုင်ငံတွင်းပဋိပက္ခတွေကိုအ мян ဆုံးချော်ချဖို့နဲ့စီးပွားရေးကဏ္ဍတိုးတက်စေမယ့်ရေလိုရေရှည်လုပ်ငန်းဆက်တွေဖော်ထုတ်နိုင်ဖို့ရည်ရွယ်တယ်လို့ စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြင်းကြဲရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။ငြင်းကြဲရေးအတွက်အကြမ်းမဖက်တဲ့နီလန်းနဲ့ဆောင်ရွက်ခြင်းကပဲရေရှည်တည်တဲ့နဲ့ငြင်းကြဲရေးကိုရရှိနိုင်မယ်ဆိုတာကိုလူလူအကြားမှာအသိအမြင်တိုးပွားလာစေဖို့ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မကွေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်းနဲ့မန္တလေးတိုင်းတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးတွေတုံးပြီးအရက်သားတွေနေထိုင်တဲ့ခြေရွာတွေကိုပါပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီဆွေးနွေးပွဲဟာကဘာကိုလိမ်ညာဖို့တသက်ဖြစ်တယ်လို့ကရပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီရဲ့ဗဟိုအလုံမှုဆောင်ခုတည်နေရကပြောပါတယ်ဒီငင်းချမ်းရေးဆွေးနွေးပွဲကကျွန်တော်တို့အတွက်အတိတ်ပဲမရှိဘူးတိုင်းသူပြည်သားတွေအတွက်လည်းအတိတ်ပဲမရှိဘူးအဲ့ဒီငင်းချမ်းရေးဆွေးနွေးပွဲမှာပါတဲ့သူတွေရဲ့ကဘာကနားထောင်နေတဲ့သူတွေရဲ့ကိုပြောချင်တာကသူတို့စစ်ကောင်စီကဒီလောက်အကြပြီးလိန်လာပြီးသားကိုဆက်ယုံနေသေးလား ကရင်မျိုးသားအစည်းအရုံးပြောခွင့်ရသူဘဒိုစောတော်နီးကလည်းဒီဆွေးနွေးပွဲကအပိုအလုပ်ဖြစ်တယ်လို့ဝေဖန်ပါတယ်ကျွန်တော်တို့ဒီစံဘိုးဝဲရဲ့ဟိုးဘက်အလွန်နေမှာမီးတွေကိုဖြတ်တယ်ဘီးတွေပြောင်းနေဆိုတော့ဟိုကမီးလာပြီဆိုပြီးတော့မီးလာပြီဆိုပြီးတော့မှသမင်းပေါင်းနဲ့သမင်းချက်လိုက်တယ်သမင်းချက်လိုက်တယ်နော်အဲ့မီးလာပြီမိနစ်20လောက်ကြာတော့သမင်း အောင်းကချက်နေသမီးကပြက်သွားအောင်ပြက်သွားတော့ကျတော့ဟာသူတို့မှရှိတဲ့သမီးလေးနဲ့မိလာတဲ့ချိန်တွေသူတို့မိလာပြီဆိုပြီးချက်လိုက်တာအဲ့ဒီဥစ္စာပြက်သွားတော့မိပြက်သွားတော့ကြတော့ပြည်သူတို့ကဘာပြောလဲဆိုတော့အာငါတို့မှဥမင်းအောင်လာအစိုးရဘာပြက်လဲမိပြက်တဲ့ပညာဆိုတော့သူတို့မှမရှိမရှိမဲ့ဆန်လေးကိုမိလာတဲ့ချိန်မှာချက်တယ်မိရပြက်သွားတယ်ချက်ချက်လို့မရတော့ဘူးအဲ့ဒီပေါင်းဖို့က အော်လည်းမရှိတဲ့စံတမင်းကဟိုမိသူနဲ့တွားချက်လို့မရတော့အဲ့တော့တော့အခြေခံပြည်သူလူထုကအဘလို့ချက်မလဲမင်းတို့ EBC နဲ့ပတ်သက်ပြီးတော့မတော်လက်ဒီ listen နဲ့ပတ်သက်ပြီးတော့တချို့သောလူတွေကဖရဲသီးတွေရှိနေလားလို့မေးချင်တာမေးချင်တာကဂျုံလုံးလေးမေးတာပါကျွန်တော်ဂျုံလုံးလေးမေးတာပါဘာလို့လဲဆိုတော့မြန်မာနိုင်ငံလုံးဆောင်ဝေးပြည်ရဲ့အချိန်မှာလည်း ကလေးတွေစာကြက်ဖို့ခင်ဗျားတို့ပြောတဲ့ပညာရေးတို့ကျမ်းမာရေးတို့စီးပွားရေးတို့လူမှုရေးတို့เนาะအဲ့တော့မိလာတယ်ဆိုပြီးတော့ဓမင်းပေါင်းလေးတလုံးလုံးဓမင်းချက်လိုက်တဲ့အချိန်မှာမိနစ်90လောက်လားဓမင်းပေါင်းကဘယ်လိုချက်မှာလဲပြည်သူကြီးတွေရှိနေတယ်တော့မြန်မာနိုင်ငံကဒါသကဝန်ကြီးချုပ်ဘာကလူကြီးကိုမေးအောင်လိုက်တဲ့မှာခေတ်ဒီအကြီးရှိနေတယ်အဲ့တော့ စာဖူးမဲ့ပြည်ရအောင်မင်းမလာဘူးဆိုပြီးတော့ဥမေအောင်လည်းကိုဆဲကြတယ်ခင်ဗျာအဲ့တော့ဓမင်းအမီးလာမယ်ပြီးလာမယ်ဘယ်ချင်းဘယ်ချင်းဆိုပြီးတော့ဆယ်မိနစ်လာလဲ15မိနစ်လာလဲနဲ့ဓမင်းအိုးတွေအများကြီးတက်စီသွားခဲ့တယ်ရှုံးတဲ့နန်းလေးကိုတူအောင်လုပ်တာနော်အဲ့တော့ဒီလိုပြည်သူလူထုကကျွန်တော်တို့က ဘာတွေပြောချင်လို့ဘာတွေပြောမှန်းလဲအဲသူတို့လည်းမသိဘူးသူတို့ဘက်ကပြောပေးမှန်းလဲမသိဘူးကိုယ့်ဘက်ကပြောပေးမှန်းလဲမသိဘူးအဲကျွန်တော်ကိုပဲလွတ်အတကောင်ဆဲတာတဲ့လားအီဘီစီကြောင့်လည်းမောင်းပေးနေရတော့ပို့ဘူးဗျအီဘီစီကလည်းအချက်လူကြီးတို့တင်ပြရမှာဒါပေမဲ့အဲ့ဒီအီဘီစီမှာမီးကမမှန်တဲ့ကိစ္စတစ်ခုရက်ကတကယ်တမ်းလည်းဖြစ်เสียကောင်းလာတယ်နိုင်ငံတော်အတွက်ပေါ့နော်ကောင်းလာတယ်ဒါပဲဖြစ်ဖြစ် ဒီဒါကျွန်တော်စာမုပ်ပေးပြီးမှပြောတာကလေးတွေအားငယ်သွားမှကြောက်လို့ကျွန်တော်တို့ကစကားကိုပြောရမယ်ဆိုရင်အချိန်နဲ့အချိန်ကာလမှာအမြဲတမ်းကျွန်တော်တို့ကြည့်တယ်။ဟောငါဒီချိန်မှာမိပြလာပြောလို့မရသေးပါဘူး။အပြောလို့မရဆိုတော့တဏ္ဍာရီရောစာမုပ်ပေးဖြစ်နေရတယ်ဗျာ။အသွားပြောရင်အာအားလုံးမဖြေတော့ဘူးကွာ။ဘာဖြစ်လဲညာဖြစ်တယ်လို့ဖြစ်သွားအောင်ပါလေ။ဒါကြောင့်မလို့တက်မတော်မှာရှိတဲ့လူတွေကလည်းလောက်တာစားမြေတွေရောင်းတာရောင်းတော့တလား။ပြောအကုန်လုံးတော့လိုက်အဲ့ဒါမှနားရည်သွားတာကျွန်တော်တခါကျစတိုးယုံလာတယ်တလား အုံတော့မှမရှိတာအဲမဘီအောက်တန်းကတော်တော်များတယ်ဗျာတဲ့လားကျွန်တော်တို့မနိုင်တော့ဘူးဒီမြန်မာပြည်သူလူလူကိုလေကျွန်တော်တို့ကအကောင်းပြောပြီးပဲဒါမှမဟုတ်ကျွန်တော်တခါကျမတ်နေလေမတ်နေဖိုင်ရင်ဖိုင်ရင်နဲ့ဒီဗမာလူမျိုးပေါ့နော်မြန်မာစာရေးပြီဆိုပြီးတော့မှကျွန်တော်ကြည့်ရဲစလုံးပေါင်းမှန်နေပြီဆိုရင်မြန်မာလူမျိုးတွေမှာကဥမေအောင်လိုင်ကပြောခဲ့တယ်။ဟောဘိုးတေးက ူမိကုံးတို့ရဲ့အထက်မှာမြန်မာလူမျိုးကမြန်မာစိတ်ရှိဖို့တော့လိုတယ်တဲ့ဟုတ်လားဒါပေမဲ့မြန်မာစိတ်မရှိကြဘူးပြတဲ့လားရှင်စရာကောင်းတယ်အဲ့တော့ဘာဖြစ်လဲအဲ့လိုအညာသားတွေတောတောင်ကြီးပြီးတဘာဝနဲ့ပကညီပဲနဲ့တဲ့လားပူလောင်နေရတယ်သူတို့ဘဝတွေကိုလူရသီးဆိုသူတို့တွေလေပူလောင်နေပြီရေမရှိဘူးဟုတ်လားပူလောင်နေပြီရေမရှိတော့ဘူးသူတို့ဟုတ်လားချိန်တာနေတင့်ပြီသူတို့မြန်မာပြည်ထဲမှာပဲအဲ့လိုရေးမယ်ရေးမယ်ရေးမယ်အကုန်လုံးလိုက်ရေးမယ်သူတို့ သူတို့လူတန်းစီနေရလားဆိုလည်းမနေနိုင်ဘူးအခုပြောနေတာကစာဘိုးဝဲတင်းတော့မီးမလာဘူးလျှက်စီမီးမမှန်ဘူးเนาะအစာဆုံးကဘယ်မှာသွားပြီးတော့မှပေါင်းမလဲဟုတ်လားအခုတာမန်လျှက်စီမီးရနေရာတွေမှာမိနစ်20လောက်လာပြီးပြတ်သွားတယ်ပြတ်သွားလို့ရှိလို့ရှိရင်အခြေခံလူတန်းစားတွေအတွက်ဒီမီးလေးကိုအာကိုပြီးတော့မှသမီးလေးချက်လို့သမီးလေးတွေပါပြတ်သွားရတယ်အဲ့လိုကိစ္စတွေပြောတော့ကျွန်တော်လာဆဲနေတယ်ဗျာအဲ့ အဘလူပြောမလဲဆဲတန်းကွာကတညာလုံးထိုင်ပြောမယ်အရက်တော့ပြီးထိုင်တယ်ဘာမှမပြောဘူးမလို့ဆဲဆဲတင်းနမဒီရလူကြီးကျွန်တော်တို့ဘလူနားနေရမှမသိဘူးနော်အဲ့ဒါကြောင့်မလို့ကောင်းလေကျွန်တော်လည်းဒီတစ်ခါတော့ကျွန်တော်ပြန်ပြောလိုက်မယ်ဝန်ထမ်းတွေတဲ့လားခဏတော့ပြည်သူလူထုကိုလှုပ်လာလို့တဲ့လားခဏတော့ဝန်ထမ်းတို့လူတိုင်းလုပ်မရဘူးချလာချလိုက်တော့မီးလည်းမပေးတဲ့တော့တနိုင်ငံလုံးဒီတိုင်းအောင်အမောင်းလာချလိုက်နားအေးတယ် ။ဟာရောမမေးရိုးနေဘလောက်ကြီးပြည်သူရှေ့ရနေရက်တီပြီးပြောပြောလီးလို့မလို့စကားနေလားပြောတာ။ဟာရောမဖားတယ်မသားသမီးကြီး။မေးရောင်းနဲ့မေးမေးလို့လာရိုးနေမယ်သိလား။ဟာရောမမေးရိုးနေ။ဒီပြောကြောက်တော့ကြာနောက်နေ့ကျရင်ဘယ်ပြည်သူရှင်းမှကျမတည်ကျွန်တော်လည်းကျွန်တော်စီပွားကျွန်တော်လုပ်တော့မယ်သွား ောက်လို့ဆိုတယ်ဒီမြန်မာနိုင်ငံမှာလေအဲ့လိုအောက်တန်းသားတွေရှိနေတွေ့ဘယ်တော့မှဝင်တန်းတွေတလားလောက်ဝကပဲဖြစ်ဖြစ်ကားရတာပဲဖြစ်ဖြစ်စီပင်ပဲဖြစ်ဖြစ်အဲ့ဒီပြည်သူလူထုတွေအကုန်လုံးကြိတ်တာကြိတ်ရှုပ်တယ်ကျော်လည်းပြည်သူဘက်မှာမနေတော့ဘူးနော်ပြီးတော့နားရောရတာဒီပြည်သူလူထုကဘလို့မှပြောလို့မရတော့ဘူးပြောမင်း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 တို့ပြောရကြည့်မယ်ခြားတွေ့ဘာသူမှနားမလဲဘူးအမြေတွေကြောင်းအစိုးရနဲ့ပတ်သက်တဲ့လူတွေအကုန်အနိုင်အနိုင်သာယူလိုက်တော့နော်အောက်တန်းသားတွေ တော်ပြီကောင်းလေးလာကြည့်တယ်ကျွန်တော်ဂျူဂျူမှာဝင်ဝင်လေးရှားတယ်။ကောင်းလေးကြည့်ပြီဆိုကျွန်တော်ဘယ်တော့မှကျွန်တော်မရက်တီတော့ဗျာကျွန်တော်မပြောပေးချင်တော့ဘူး။ညီမပြည်မှာအော်ဒန်းသားများတယ်နော်။အော်ဒန်းသားများတော့ဘာမှတိုက်ပြီးတော့ဟိုလိုထွေထူးပြောကြရမလို့အရက်ကောင်းလေးပါလေအဲ့လိုမျိုးကတော့တောက်စားပြီးတော့နေပြီးစီးပွားချတာပဲကောင်းပါလေနော်။အဲ့တော့ဆင်းရဲတဲ့ကောင်ကဆင်းရဲတယ်ဟိုဆင်းရဲတဲ့ကောင်က ဘလို့ပဲပြောခွေးပဲဖြစ်ပါမယ်အခုလာရေးနေကောင်းနေလေနိုင်ငံရေးနားမလဲစီးပွားရေးနားမလဲလူဝေးနားမလဲပြောရင်ကျွန်တော်စစ်တဲ့ဘုံမလို့ပြောပြီးတော့လာဆဲမယ်အခုကျွန်တော်ပြောနေတာမီးမလာလို့မီးမီးကိုအချိန်မှမပေးနိုင်လို့တော့မီးတွေပြတ်သွားလို့တော့ပြည်သူလူထုကနေပြီးတော့မှဆုံးရှုံးသွားတဲ့မိသားစုတစုရဲ့စံနေနော်ဟိုသူရဲ့ဟင်းသီးဟင်းရွက်တွေချက်သားတွေအားလုံးပျက်စီးသွားတဲ့အရာကိုပြောတာကိုကျွန်တော်အဲ့လိုလေးရွက်လာလာပြောတယ်ဟောအာလုံးမစစ်တဲ့ကအကြီးကြီးလေငါကြီးပဲယူနေတယ်ငါအောက်လက်ငယ်သားကြီးလေဒီကွက်တွေ နောက်ဆုံးပြပြစစ်မှုတာဝန်ထမ်းဆောင်မယ်မလားအကောင်လေး40 60တကားလေးကြိုက်ပြီးလိုက်ရှုပ်အပြီးရောစစ်တပ်ရဲ့ဝင်မဲ့ကောင်လေးတကားလေးပေ40 60ခရံပေးမယ်လို့ပြောကြည့်လိုက်မြန်မာပြည်ကအကုန်ဝင်မှာမေလို့ချောင်းလေးချောင်းသားတွေအကုန်လုံးကဟဲ့လားအခုစစ်တပ်ကအတက်တွေပေးနေရတာအဲ့တော့လူကြီးတွေအရမ်းအောင်မစင်သာဘူးအဲ့တော့တော့မင်းမြန်မာနည်းနည်းထဲထဲဝင်ဝင်ပြောမှာအဲ့ဒါပြောဖို့ရှိတယ်အခုစစ်တပ်ရဲ့ဝင်မဲ့ကောင်ကိုပေ40 60ကိုတကွက်ပေးမယ်ဘာမှစစ်သားစုဆောင်မနေနဲ့ ဟုတ်လားလဘကားနေဝင်မလားလဘကားအင်အားနဲ့လဘကားဆိုဘက်တရီရှိတယ်ဟုတ်လားအဲ့အင်အားနဲ့ကျွန်တော်တို့ဝင်မယ်ဝင်တဲ့စစ်သားတယောက်ကိုပေ40 60ပေးမယ်လို့လားပြောလိုက်ကမ္ဘာမှာမရှိတဲ့အရာတွေလုတ်ပြပလိုက်ပြမြန်မာပြည်မှာမြေလို့မြေတိုင်းတွေအများကြီးပဲတခုတော့ရှိတာပေါ့ခရံနဲ့တောင်ဝင်မှုတောင်ဝင်ကမှုရှိနေထုတ်ပေးလိုက်လေဟုတ်လားเออเมรุเมรุงาจองมาไม่ดีล่ะเนาะอะแล้วตํารวจอ่ะทีนี้ก็တော့ ကျွန်တော်မနေ့ကမှပြောပါမယ်ဂျေရုဆာလမ်တကယ်အကောင်းပြောမှာမလို့ပါခိခါရပေါ်တာရပါရဆွဲမနေတော့တက်မလို့ကဝေဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့စစ်သားတယောက်ကိုတက်မလို့လည်းဝင်ပေ460ပုံပေ340တက်ကွပေးမယ်လို့တိုင်းတိုင်းဒီဒီကိုပြောလိုက်ကျွန်တော်ကကဝေဦးစီးချုပ်ဆိုရဲ့လို့လို့ပါလေငါဆင်းရဲဝင်မှာမဟုတ်လေဝင်တဲ့ကောင်ကိုပေးပါလေပေ460လောက်ပါကတော့ဝင်ရင်တခါလေးအကွက်ရိုက်ထားလိုက် ဟုတ်လားအခါတည်းကိုယ်ကြီးရထားလိုက်ဘာမှမဖြစ်ဘူးဟုတ်လားစစ်တပ်ပဲကနိုင်ငံမှာတက်မလို့ပဲဘာဖြစ်ဖြစ်ပေါ့ဟုတ်လားတက်ထဲကိုစောင့်ဝင်လာတဲ့ပေ60အပေရှိလားမရှိလားရှိတယ်အေးအဲ့ပေ60မှာခင်ဗျာမှာမပုံနေနံပါတ်တွေပါပြီးသားဒီကောင်တစ်ခုခုလောက်သွားလာနဲ့ဒီပေ60ကလည်းလင့်မှာပဲလေဒါမျိုးတွေလောက်အောင်မှာတော့တက်တော့ကကွေးဦးစီးတို့အချက်ပေးတဲ့လူတွေညံ့နေကျွန်တော်ဆိုအတိုင်းပဲချက်ပေးပါဒီချိန်မှာစစ်တပ်ဝင်မဲ့ကောင်ပြေးလေး60ပြေးမယ်ပြေး30 40ပြေးမယ်ဟုတ်လားဒါလို့တွေ့ရမှာ ဝင်ကျင်တာစစ်တရေကိုဝင်ကျင်တယ်။အခုအရင်ကတော့စစ်တရေဝင်ကျင်တော့ဘာလို့ကားကိတ်တွေ၊ဘူလာကိတ်တွေ၊ဘာကိတ်တွေညာတွေတော့မဆွဲဆောင်နေနဲ့။နိုင်ငံမှာတရားမီဒီယာတွေကျင်ညာလိုက်။စစ်တရေဝင်ရလူတိုင်းကိုပေ34တဲ့မြေကွက်ဒုက္ခပေးမယ်။ဝင်တဲ့နေရာကနေပေးမယ်တာပြောလိုက်။ကျွန်တော်ရဲ့အကြိုက်တော့အဲ့တော့ပြောပါဆိုရင်ကြင်ကြုံရမယ်။ခြားရတယ်လို့ချက်ပြီးအာလူခွေရလီလူခွေရလား။အာလောမှာအကုန်လုံးဆောက်ကူဆိုင်ပြီးတော့အဲ့လူခွေရလည်းဘလို့ကင်နိုင်တယ်။မြန်မာပြည်ထဲမှာဖြစ်နေတဲ့ပြဿနာအလုံးစုံကိုလူခွေလို့ပြောတဲ့လူဘယ်ကောင်းကင်နိုင်လဲကျွန်တော်ပြော။ မာနိုင်ငံထဲမှာစက်ရောက်နေတဲ့တန်ရေးတမန်ရေးလူတွေဘုဒ္ဓကဲနိုင်တယ်ကျွန်တော်ပြောကြည့်စမ်းပါကျွန်တော်ကဒီနိုင်ငံရဲ့ခေါင်းဆောင်လေးကျွန်တော်တနည်းနည်းလောက်လှုပ်လိုက်ချင်တယ်ဟုတ်လားဒါကျွန်တော်အမှန်ပြောတာဆောက်ရင်းမပါတာအေးလို့ထုံးမြန်လာတာကြိတ်လိုက်အဲ့တော့မေးလို့မေးမှလည်းအေးရှိတယ်လည်းနဲ့မလားရှိတယ်လည်းကဘာလို့ပို့ထားရလဲအဲ့ဒီလက်နက်တွေမြန်မာနိုင်ငံမှာရှိတဲ့လက်နက်တွေဘာလို့ပို့ထားရလဲတိုင်းပြည်ရေးရဖို့ဆိုရင်တဘုံလုံးပဲသတ်မှတ်တာအကုန်ကြိတ်ရပါလေ အခုကခမားတို့မလဲချုပ်ကြရင်ရဲတိုင်းပြီးတော့လုပ်နေတာပြည်သူတို့တွေအကုန်ခံနေရတာအခုကလက်နဲ့မရှိတဲ့လူတွေအကုန်ခံရတယ်ခမားတို့လက်နဲ့ရှိတဲ့လူတွေလုံချင်အောင်လုပ်တယ်အဘအတိုင်းပဲလေအဲ့ကြဘာပေါ်လာရှိတယ်အဲ့တော့ဘာသောက်ခုဆိုင်ပါလေဦးတန်းကျလိုအားလားချင်းစံတမ်းအောင်ဆုံးပလိုက်အကောင်းဆုံးပဲ